မြန်မာပြည်ရင်းမှာထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေဖြတ်တောက်ခံနေရတဲ့စစ်ကော်မရှင်တပ်စီကိုရုရှားနိုင်ငံထုတ် MI38 အမျိုးအစားရဟယင်၃စီးရောက်ရှိလာပါတယ်။အဲ့ဒီရဟယင်တွေကဘလို့စွမ်းဆောင်နိုင်တယ်လဲ၊စစ်ရေးအပေါ်မှာတက်ရောက်မှုတွေဘလို့ရှိတယ်လဲဆိုတာအရင်နဲ့ပတ်သက်ပြီးတော့စိုးသူအောင်ကတင်ပြပေးထားပါရရှင်။ အာနာသိစစ်တပ်ကကျင်းပဖို့ရှိတဲ့ရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးဖို့ရှောက်တဲ့ပုံစံ15တွေပေးပို့ရမယ်ဆိုပြီးဒူဘိုင်းမြို့မှာရှိတဲ့စစ်ကောင်စီတန်ယုံက passport ဝန်ဆောင်မှုပေးတဲ့အေဂျင့်တွေကိုဖိအားပေးထားတယ်လို့နှိဇက်သူတွေစီကနေသိရပါဗျာ။ ဒူဘိုင်းရောက်မြန်မာတွေအနေနဲ့ passport တက်တန်းတိုးတာကိုအေဂျင့်ကနေတဆင့်လောက်တာ ဖြစ်လို့ရွေးကောက်ပွဲမှာကြိုတင်မဲပေးဖို့အေဂျင့်တက်ရောက်ကိုပုံစံ15ရှောက်လွာအခုရေ90တောင်းဝင်ယူပေးဖို့တန်ယုံကအကြက်ကင်ဖိအားပေးနေရလို့ဆိုပါရယ်။ဒါကြောင့်ဒူဘိုင်းရောက်မြန်မာတော်တော်များများကပုံစံ15မတင်ခြင်းတဲ့အတွက် passport တက်တန်းတိုးဖို့ကိုအချိန်ရနိုင်သလောက်ရွှေ့ထားကြရလို့သိရပါရယ်။ မလဲတာလို့ပုံစံ15ဖြည့်တင်ရမယ်ဆိုရင်လည်းမဲပေးရမယ့်နေ့မှာတန်ရုံကိုတွားရောက်မဲပေးမှာမဟုတ်ဘူးလို့ဒူဘိုင်းရောက်မြန်မာနိုင်ငံသားတချို့ကပြောပါရယ်စစ်ကောက်စီအနေနဲ့ရွေးကောက်ပွဲကိုဒီဇင်ဘာလကုန်မှာစလုပ်မယ်ဆိုပြီးကြေညာပြီးတဲ့နောက်ပြည်ပရောက်မြန်မာနိုင်ငံသားတွေကြိုတင်မဲပေးဖို့တိုက်တွန်းနေတယ်လို့မဲပေးခွင့်အတွက်ကိုယ်ရေးအချက်အလက်တွေဖြည့်ရတဲ့ပုံစံ15တင်ရမယ့်ရက်ကိုလည်းထပ်တိုးထားပါရယ်ရှင် မကွေးတိုင်းနမောက်မြို့မှာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်စက်တင်ဘာလ28ရက်နေ့ဒီကနေ့မနက်ကချောင်းရီရှမ်းပြည်ရေကြီးနေပြီးဒေသခံတွေရေဘေးဒုက္ခကြုံတွေ့နေရပါတယ်။နမောက်မြို့ဈေးရက်ကွက်နဲ့အောင်ဆန်းရက်ကွက်တွေမှာဒီကနေ့မနက်7နာရီလောက်ကနေနေတဲ့ကိုရေဝင်ရောက်တဲ့အတွက်ဒေသခံအိမ်အောင်စုတွေကိုရေဘေးလို့ရာကိုကူညီပြောင်းရွှေ့ပေးခဲ့ရတယ်လို့မိသက်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ ဒါအပြင်ရေနံချောင်းမြို့မှာလည်းမိုးတန်းတန်းစွာရွာသွန်းမှုကြောင့်ရက်ွက်တချို့ရေဝင်ရောက်ခဲ့ပြီးမကွေးမြို့နယ်ပွင့်ဖြူမြို့တွေမှာလည်းကားလမ်းမတွေနားကတစ်ပင်တွေလဲကျခဲ့လို့သိရပါဗါတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းဘူးအလွိုက်ဟာဒီနေ့ညပိုင်းမှာတော့ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသတွေကိုဗင်းမြို့နဲ့ဒါနန်းမြို့တို့ကြားကဒုံဝိုင်မြို့အနီးကနေဖြတ်ကျော်နိုင်တယ်လို့မိုးစလဌာနကခန့်မှန်းထားပါဗါ စက်တင်ဘာလ29ရက်နေ့မှာတော့ဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်တွေကိုအပူပိုင်းမှုန်တိုင်းဘူးလွိုင်းဖြစ်တဲ့စက်တင်ဘာလ30ရက်နေ့မှာလာအိုနိုင်ငံကိုအပူပိုင်းမှုန်တိုင်းငယ်ဖြစ်တဲ့ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ကရင်နီပြည်နယ်ထဲကနမ်းမဲခုံလွိုင်းနန်းဖဒီမော့ဆိုမြို့နယ်တွေမှာညအချိန်မထွက်ဖို့အတွက်မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီတွေကစက်တင်ဘာလ26ရက်နေ့ကထုတ်ပြန်ထားပါတယ်။ စစ်ကော်မရှင်ကပြုလုပ်မဲ့အတူအယောင်ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ဆက်လင်းပြီးတော့ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနဲ့ရရအေဂျင်တာယာရေးကိုထိခိုက်အောင်လှုံ့ဆော်လာတာဒီကြောင့်မြို့နယ်အတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုဆောင်ရွက်နေတယ်လို့ကရင်နေကြားကလာအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူးနှစ်ဦးပညာပြောပါရတယ်။ မြို့နယ်39ရဲ့ပူပေါင်းကော်မတီဝင်နဲ့ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူတွေကစက်တင်ဘာလ9ရက်နေ့မှာအစည်းအဝေးပြုလုပ်ခဲ့ပြီးတဲ့နောက်စီရေးအရသွာလာရတဲ့တပ်ဖွဲ့ဝင်တွေနဲ့အရေးပေါ်တိုင်းနိုင်ငံရေးသွာလာရတဲ့သူတွေကလွဲပြီးည9နာရီကနေမနက်4နာရီအတွင်းမှာသွာလာခြင်းမလုပ်ဖို့ကိုပြောဆိုထားပါတယ်။ဒါ့အပြင်လုံခြုံရေးဆိုင်ရာအရာ သက်ဆိုင်ရာကီနီပြည်ရဲ့ KSB တရင်တပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့တွေကစစ်ဆေးမေးမြန်းမှုတွေဆောင်ရွက်ရင် မြေသူမဆိုကြည်ပြူစွာလက်ခံဖို့လည်းပြောထားပါဗျ။ပြည်သူလူထုတွေရဲ့အကြိုးအတွက်ထောက်ပြန်တာဖြစ်တဲ့အတွက်လိုင်းနာဆောင်ရွက်ဖို့ကိုလည်းအတိပေးထောက်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်။မန္တလေးတိုင်းမိထီလာမျိုးမိထီလာရေကန်ထဲမှာပုတ်ပြီးတော့ပေါ်လာတဲ့တက္ကသိုလ်ကျောင်းသားရုပ်အလောင်းကိုစက်တင်ဘာလ28ရက်နေ့နေ့လယ်ပိုင်းမှာတွေ့ရှိခဲ့တယ်လို့ဒေတာခန်နေစရာတွေသိရပါဗျ တတိယနှစ်တက်နေတဲ့အသက်22နှစ်အရွယ်မောင်အောင်ခက်မိုးရဲ့ညိုမဲတရားရီနဲ့ရုပ်အလောင်းကိုဒေသခံတွေကစတင်တွေ့ရှိခဲ့တာပါ။တေဆုံးကျောင်းသားရဲ့ရုပ်အလောင်းကို မိထီလာဆေးယုံကြီးကရင်ခွဲယုံကိုမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မျိုးဆက်တစ်မြက်ပါရမီအသင်းမိထီလာအဖွဲ့ကပို့ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။တေဆုံးလက်တွေ့ရတဲ့အမျိုးသားလူငယ်ရဲ့ခနာကိုအနှံ့ပြားမှာညိုမဲတံရရီတွေ့ရတာကြောင့်တာမဲရင်းနစ်တေဆုံးတာမဖြစ်နိုင်ဘူးဆိုတဲ့ယူဆချက်နဲ့ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေတယ်လို့နေဆက်သူတွေကပြောပါရရှင်။ မြန်မာနိုင်ငံကနေထိုင်းဘက်ကိုကားနဲ့တရားမဝင်တင်သွင်းတယ်ဆောင်လာတဲ့ကျက်သွန်ဒီအိတ်တွေကိုစက်တင်ဘာလ26ရက်နေ့ညနေ9:00နာရီလောက်မှာထိုင်းစစ်တပ်ဂိတ်တစ်ခုကစစ်ဆေးဖမ်းဆီးခဲ့တယ်လို့ထိုင်းစစ်တပ်သတင်းရသိရပါတယ်ကျက်သွန်ဒီကီလို600အလေးချိန်ရှိတဲ့အိတ်40ကို ကရင်ပြည်နယ်ဖအံခရိုင် ။လှိုင်းပွဲမျိုးကနေမြန်မာထိုင်းနယ်စပ်တောင်ရင်မြစ်ကိုဆက်လီနဲ့တဲလာပြီးထိုင်းနိုင်ငံဘက်မှမြန်မာနိုင်ငံသားအားလီဆိုသူကနေတဆင့်ကားနဲ့တခရိုင်တာဆောင်ရဲမျိုးကိုပို့ဆောင်စင်မှာထိုင်းစစ်တပ်ကစစ်ဆေးဖမ်းဆီးခဲ့လို့သိရပါဗျ။အဲ့ဒီကျက်တော်နေအိတ်တွေကိုမဲဆောက်မျိုးအခုံဦးစီးဌာနကိုလွှဲပြောင်းပေးရသွားမှာဖြစ်ပြီးဖမ်းဆီးထားတဲ့ရင်မောင်းအားလီနဲ့ကားကိုတော့ထိုင်းတရားဥပဒေအတိုင်းကိုအရေးယူဆောင်ရွက်ဖို့တာဆောင်ရဲမျိုးမရဲစခန်းကအမှုဖွင့်သွားမယ်လို့ထိုင်းစစ်တပ်တရင်ရသိရပါရရှင် ကရင်ပြည်နယ်မြောက်ရီမြို့အနီးမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ထွက်ပြေးနေရတဲ့စစ်ပေးရှောင်တွေအတွက်အဝိထန်တဲ့စားနပ်ရိက္ခာတွေကိုပြည်သူအတွက်ဖေးကူလက်အဖွဲ့သားတွေကစက်တင်ဘာလ29ရက်နေ့မှာတွားရောက်လူဒန်းခဲ့ပါတယ်။လူဦးချင်းစီရဲ့စုပေါင်းအလှူငွေတွေနဲ့အဝိထန်ဆောင်းနဲ့ချန်နောင်းတွေကိုအဓိကထားပြီးတော့လူဒန်းသွားတာပဲဖြစ်ပါတယ်။သရုပ်ထအချိန်မြောက်တွားရောက်လူဒန်းတယ်လို့လည်းသိရပါတယ်။အထည်ချုပ်စစ်ရုံတွေကနေကြတဲ့အထည်အသစ်တွေနဲ့စောင်းနေချင်းောင်းတွေကိုအများဆုံးတွားရောက်လူတန်းခဲ့တယ်လို့တွားရောက်လူတန်းနေစီမှာပါတယ်ကိုအောင်ငွေကပြောပြပါဗျာ လှူဒန်းမှုတွေကိုရုပ်ရှင်ဟာသာတရုတ်ဆောင်နေလွှတ်တော်ကိုယ်စားလှယ်တွေစာရေးဆရာတွေနဲ့ပြည်သူအထွတ်ဖေးကူလဲပရိတာအဖွဲ့တွေစုပေါင်းပြီးတွားရောက်လှူဒန်းခဲ့တာပဲဖြစ်ပါတယ်။ကရင်ပြည်နယ်တောင်ပိုင်းတိုင်းဒေသမှာတိုက်ပွဲတွေဖြစ်နေတဲ့အတွက်စစ်ရှောင်တွေတိုးလာနေတယ်လို့ကုညီပေးနေသူတွေကလည်းသိရပါပါတယ်ရှင်။ ထိုင်းနိုင်ငံမဲဆောက်မြို့မှာလူကုန်ကူးမှုတာစီရင်နဲ့ရှင်သန်လွမြောက်သူတွေကိုကာကွယ်စောင့်ရှောက်ရေးအတွက်အစည်းအဝေးတရက်ကို IOM ကဦးဆောင်ပြီးစက်တင်ဘာလ25ရက်နေ့မှာကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးကိုမဲဆောက်ခရိုင်အုပ်ချုပ်ရေးယုံထိုင်းရဲတပ်ဖွဲ့ထိုင်းလူဝင်မှုကြီးကြပ်ရေးလူကုန်ကူးမှုတိုက်ဖျက်ရေးဌာနနဲ့အရက်ဘတ်အဖွဲ့တွေတက်ရောက်ဆွေးနွေးခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးပွဲမှာတော့မဲဆောက်မြို့ပေါ်မှာဘတ်တထောင်ပေးပြီးအလုံသမားတွေရဲ့ CI ကိုရေးအချက်လက်တွေရယူနေတာတွေကိုဘလို့အရေးယူဆောင်ရွက်မလဲဆိုတာတွေကိုဆွေးနွေးတင်ပြမေးမြန်းခဲ့တယ်လို့အဝေးရောက်အရာဝတီ OI အဖွဲ့တာဝန်ရှိသူကပြောပါတယ်။ အထောက်အထားလက်မှတ်တွေကိုဝယ်ယူခြင်းငှားရမ်းခြင်းကိစ္စတွေကိုအရေးယူရမှာဖြစ်ကြောင်းနဲ့ပေးသူကိုရောယူသူကိုပါအရေးယူခံရနိုင်ကြောင်းထိုင်းရဲတပ်ဖွဲ့ကရှင်းပြခဲ့ပါတယ်။အဲ့ဒီလိုဖြစ်ရက်တွေဖြစ်ပွားခဲ့တာတွေတွေ့ရှိခဲ့ရင်ရဲစခန်းကိုလာရောက်တိုင်ကြားနိုင်ကြောင်းနဲ့အရေးပေါ်ဖုန်းနံပါတ်191ကိုဆက်သွယ်ပါကမိနစ်ပိုင်းအတွင်းမှာလာရောက်တုံ့ပြန်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ဖြေရှင်းထားပါတယ်ရှင်။ မကွေးတိုင်းပေါင်းမြို့နယ်အနောက်ပိုင်းမြင်းနီမြောက်စုကျေးရွာကဖုံးတော်ကြီးကျောင်းကို စစ်ကောင်စီတပ်ကလေရင်နဲ့စက်တင်ဘာလ28ရက်နေ့နေ့လယ်2နာရီကျော်အချိန်မှာလေကျောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ပေါင်းမြို့နယ်ဒေသခံတွေစီကနေသိရပါဗျ။စစ်ကောင်စီရဲ့တရဦးလေတက်ကနေတက်လာတဲ့ jet fighter တစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးလူထိခိုက်မှုမရှိပေမဲ့ဒေသခံတွေနေရဲဆုံးခွာနေရလို့သိရပါဗျ စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲအကြောင်းမဲ့လာကျဲသွားတာဖြစ်ပြီးနောက်တစ်ကြိမ်လာကျဲမအောင်စိုးရိမ်နေတဲ့ဒေသခံတွေနေရဲစွန့်ခွာနေရတယ်လို့ဒေသခံတွေကပြောပါရယ်မင်းဒီမြောက်စုကျေးရွာဟာအင်ဂျီ200ကျော်ရှိပြီးလူဦးရေ4000ကျော်ရှိတဲ့ကျေးရွာတရာဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ကစက်တင်ဘာလအတွင်းမှာပေါင်းမြို့နယ်ကပြူရွာတွေမှာရှိတဲ့ပြူတွေနဲ့ပူးပေါင်းပြီးစစ်ရေးပြင်ဆင်နေတယ်လို့တော်လိုင်းတပ်ဖွဲ့ကပြောပါရရှင်။ ကိုဗစ်ကာလနဲ့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းပိတ်ထားတဲ့ဆူလီရှန်ဂရီလာဟိုတယ်ကိုပြန်လည်ဖွင့်လှစ်ဖို့ပြင်ဆင်နေတယ်လို့ဟိုတယ်နဲ့နှိစက်တဲ့အတိုင်းဝန်းစီကနေသိရှိရပါတယ်။အဲဒီဆူလီရှန်ဂရီလာဟိုတယ်ကို2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကနေစတင်ပြီးလက်ရှိအချိန်ထိပိတ်ထားခဲ့ရမှာ၄နှစ်ကျော်လာပြီဖြစ်ပါတယ်။ဟိုတယ်ကိုပြင်ဆင်နေတာမှန်ပေမဲ့ဘယ်တော့ပြန်ဖွင့်မလဲဆိုတာကိုတော့မပြောနိုင်သေးဘူးလို့အမီမဖော်လို့သူဟိုတယ်ဝန်ထမ်းတယောက်ကပြောပါရယ် ဆူလီရှန်ဂရီလာဟိုတယ်ကိုပိတ်ထားတာကြာပြီဖြစ်ပေမဲ့ဆူလီစကွဲမောအန်အော်ဖစ်အပြင်ရှန်ဂရီလာရက်စီဒန့်ကိုတော့ဆက်လက်ဖွင့်လှစ်ထားရှိသေးပဲဖြစ်ပါတယ်။ရန်ကုန်မြို့နယ်မှာတည်ရှိတဲ့ဆူလီရှန်ဂရီလာဟိုတယ်မှာအခန်းပေါင်း466ခန်းရှိပြီးရခင်ကတော့ကုန်သည်ကြီးများဟိုတယ်အမည်နဲ့ဟိုတယ်ဝန်ဆောင်မှုတွေပေးခဲ့ပြီး2014ခုနှစ်မှာဟောင်ကောင်အခြေစိုက်ရှန်ဂရီလာအုပ်စုကနေဆူလီရှန်ဂရီလာအဖြစ်နဲ့အမည်ပြောင်းလဲလုပ်ကင်ခဲ့တာဖြစ်ပါတယ်ရှင်။ ရခိုင်ပြည်နယ်တန်တွဲမြို့အမှတ်၄ရက်ကွက်နဲ့ညောင်မင်ဈေးရက်ကွက်ကိုစက်တင်ဘာလ28ရက်နေ့ည8:00နာရီခွဲအချိန်မှာစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရသား၁ယောက်သေဆုံးပြီး၅ယောက်ထိခိုက်ဒဏ်ရာရတယ်လို့ဒေသခံတွေကနေသိရပါဗျ။စစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ဘုံနှစ်ကျိန်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အမှတ်လေးရက်ကွက်ကဥမြဟန်နေအိမ်နဲ့ညောင်မင်ဈေးကဥမှဲ့လေးနေအိမ်ပေါ်ကိုကြားရောက်ပောက်ခွဲခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီတရဲဘုံကျဲမှုကြောင့်တန်တွဲမျိုးခန့်အသက်44နှစ်အရွယ်ဦးညင်ညီတေဆုံးပြီးမိသားစုဝင်တွေဖြစ်တဲ့အသက်6နှစ်အရွယ်မောင်တန့်စင်ဖြူအသက်14နှစ်အရွယ်မောင်အောင်တီဟဆို အသက်38နှစ်အရွယ်ဒေါခင်ခင်ထေအသက်52နှစ်အရွယ်ဒေါခင်ထွေးနဲ့အသက်42နှစ်အရွယ်ဦးထွန်းနိုင်မင်းတို့ဒဏ်ရာရရှိခဲ့လို့သိရပါဗျာ။ စစ်ကောင်စီတပ်အားည8:28မိနစ်မှာတကြိမ်8:32မိနစ်မှာတကြိမ်ဘုံကျဲချခဲ့တာဖြစ်ပါတယ်။နေအိမ်တွေလည်းပျက်စီးခဲ့ပြီးတော့အေဂျင့်နေတဲ့တန်တွဲမြို့မှာစစ်ကောင်စီတပ်ရဲ့လေယာဉ်တွေကိုပဲကြောက်နေရတယ်လို့တန်တွဲမြို့ခံတယောက်က DVV ကိုပြောပါတယ်။ စကိုင်းမာရှိရဲ့စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်ကိုစက်တင်ဘာလ26ရက်နေ့မှာတနက်မဖောက်ရဘဲတင်းနိုင်ခဲ့တယ်လို့ Unicorn ပျောက်ကြားတပ်ဖွဲ့ UGF ကစက်တင်ဘာလ28ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်စကိုင်းမြို့အဝင်ဝါချက်ရွာတောင်ဘက်မှာရှိတဲ့စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်ကို UGF အဖွဲ့တိုက်ခိုက်ဖို့သွားခဲ့ပေမဲ့စစ်သားတွေကားနဲ့ထွက်ပြေးသွားတယ်လို့အဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ် UGF ရဲဘော်တွေကအဲ့ဒီဂိတ်ကိုရှင်းလင်းရေးဆောင်ရွက်ပြီးပြန်လည်ဆုတ်ခွာလာချိန်မှာစစ်တပ်ဘက်ကအင်အားအလုံးရင်းနဲ့အဲ့ဒီတက်ဂိတ်ကိုပြန်လည်ခြေတက်လာကြတယ်လို့သိရပါဗျ။သခိုင်းမျိုးပေါ်ကနေအင်အားတွေထပ်ဖြည့်ပြီးပြန်လာတဲ့အဲ့ဒီစစ်ကြောင်းဟာလမ်းတစ်လျှောက်အနီးဝန်းကျင်ကကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တဲ့အတွက်ဒေသခံ၂ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ယူနီကွန်ပျောက်ကြားတပ်ဖွဲ့ UGF ရဲ့တာဝန်ရှိသူက DVB ကိုပြောပါရရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်ကမင်းပလောင်ရွာကြောက်တော်ရွာတွေကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးမီးရှို့တာကြောင့်ထွက်ပြေးတင်းရှောင်နေရတဲ့စစ်ပေးရှောင်ပြည်သူယာချီအထွက်ကိုစားနေအခါနဲ့ဆေးဝါးအကူအညီလိုအပ်နေတယ်လို့စစ်ရှောင်တွေကိုကူညီနေသူတွေကလည်းသိရပါဗျာ။ ရွာငံမြို့နယ်ကိုစစ်ကောင်စီတပ်ကဩဂတ်လမှာအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်ဝင်ရောက်လာပြီးမင်းမလောင်ကျေးရွာကစစ်ပေးရှောင်တွေနေထိုင်ရာနေရာကိုလက်နက်ကြီးနဲ့ပစ်ခတ်တာစစ်ပေးရှောင်တဲတွေကိုမီးရှို့ဖျက်ဆီးရတယ်လို့ခဲ့တယ်လို့ DSNDA ထုတ်ပြန်ကြေညာသိရပါတယ်။ရွာငံမြို့နယ်ကြောက်တော့ရွာကနေအိမ်23လုံးနဲ့စပယ်ကြီးတွေကိုစစ်ကောင်စီတပ်ကစက်တင်ဘာလ14ရက်နေ့နဲ့15ရက်တွေမှာမီးရှို့ခဲ့ပြီးကြောက်တော့ရွာနဲ့ ညောင်မင်းသားရွာကိုဩဂတ်လ18ရက်နေ့မှာလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့လို့သိရပါဗျ။ကြောက်တော့ရွာကစစ်ပေးရှောင်နေနေထိုင်တဲ့စစ်ရှောင်တဲတွေပေါ်ကိုစက်တင်ဘာလ24ရက်နေ့ကတောင်ပြိုကြပြီးတနစ်ခွဲအရွယ်ကလေးငယ်အပါအဝင်ပြည်သူ၁၀ဦးတိတ်ဆုံးခဲ့ရပါသေးရဲ့ရှင်။